ူရဲ့ခန္ဓာကိုယ်မှာယုတ်နဲ့နံနှစ်ခုရှိတယ်။ယုတ်နဲ့ခန္ဓာကိုယ်နှစ်ခုရှိတယ်။နှစ်ခုစလုံးဟာယုတ်တရားကြီးကလည်းပျက်စီးတတ်တဲ့သဘောရှိတယ်။နံတရားကလည်းပျက်စီးတတ်တဲ့သဘောရှိတယ်။ယုတ်တရားကြီးပျက်စီးတာနာရာကျင်နာခိုက်တာခဲတာလူတွေသိတယ်။နော်။ယုတ်တရားကြီးရဲ့သဘောဟာငယ်စဉ်တောင်ကြီးကလေးဘဝကတဖြည်းဖြည်းကြီးထွားလာတဲ့အခါမှာ တေဇောဆိုတဲ့အပူဆရာတရားလွှမ်းမှု ရောက်ရှိလာတဲ့အခါမှာအင်အားတွေရောကြလာတယ်လှပမှုတွေနှုပြုမှုတွေပြစီလာတယ်ယောဂဝေဒနာဖြစ်လာရင်ပိုလို့ဆိုးသွားတယ်ပိုခြင်းတရားသည်အင်အားတွေကိုဖြစီသွားတယ်လှပနှုပြုမှုတွေကိုဖြစီပြီးတော့လူကိုရုပ်ပြက်ဆင်းပြက်ဖြစ်အောင်အိုခြင်းတရားကလုပ်တယ် မိများဟာလောင်သွားတဲ့နေရာမဲချံရစ်တယ်။မိလောင်တဲ့နေရာလှသွားတယ်လို့မရှိဘူး။မိလောင်တဲ့နေရာဟာအယုံဆိုးကြီးတန်ဖြစ်တယ်။ထို့တူပဲစရတရားဖြတ်တန်းခြင်းခံရတဲ့ခန္ဓာကိုယ်ဟာလည်းအယုံဆိုးအကြီးတန်ဖြစ်သွား။ယုံဆိုးကြီးတန်ဖြစ်သွားတယ်။ဘဒုစရာပဲဖြစ်ဖြစ်စရတရားကဖြတ်စည်းပြီဆိုရင်နှုပြိုနေတဲ့ရုပ်ဟာရှင်ရုံအိုမင်းလာတာ ဖြစ်တယ်။ကျမ်းမာနေတဲ့ရုပ်ကလည်းမကျမ်းမာတဲ့အပိုင်းရောက်တယ် အာရှိတဲ့ယုတ်ကလည်းအာမရှိတဲ့အပိုင်းကိုရောက်သွားယမယံခာနုပြုနေစင်မှာလည်းပဲဒီယုတ်ကြီးကသွားခိုက်တယ်နားခိုက်တယ်နေမကောင်းမှုဖြားတဲ့ရာသီဥရုကြောင့်တခုဖြစ်တယ်ဆိုလာတာပဲလေအဲ့လိုလာပြီဆိုတဲ့အခါမှာရှုခန္ဓာကိုယ်ကြီးကဖြားနာမှုတွေနဲ့ပျက်စီးဆုံးရှုံးမှုတွေကျုံးလာတဲ့အခါမှာဘယ်လိုတွေးမလဲငယ်တဲ့အချိန်မှာ ခန္ဓာကိုယ်ကြီးဟာနေမကောင်းထိုင်မသာဖြစ်ပြီးတော့လူဟာစိတ်ဆင်းရဲပွေရမသွားနိုင်မလာနိုင် မစားနိုင်မတော့နိုင်ဖြစ်နေပြီဆိုတဲ့အခါမှာဘယ်လိုအားတင်းရမလဲလို့ဆိုမြတ်စွာဘုရားကဟောတယ်ရုပ်ခန္ဓာကိုယ်ကြီး နာခြင်းနာပါစေတဲ့စိတ်မနာပါစေနဲ့ဟောအဆိုးတွေကအကောင်းရုပ်ခန္ဓာကိုယ်ကြီးနာတာကိုအကြောင်းပြုပြီးတော့မင်းလိုက်ပြီးစိတ်မဆင်းရဲနဲ့လို့ဆိုလိုတယ် ရုပ်ဆိုတာသဘာဝတရားအလျောက်တဖြည်းဖြည်းကြီးပြီးတော့အိုမင်းလာမှာပဲယောဂဖြစ်เสียရှင်ဖြစ်လာမှာပဲသူအကြောင်းရှိရင်ဖြစ်လာတာပဲအဲ့ဒီအကြောင်းကိုကိုယ်ကသိတာမဟုတ်ဘူးတခါတရံကျတော့ဆရာဝန်တွေတောင်းမှာပဲသွေးထုတ်ဘာကြောင့်ဖြစ်တာတုံးဆိုရင်အေးပြောတဲ့အခါမှာအငန်းနေစားလို့လို့တခြားအကြောင်းအရာတွေလို့ဒီလိုပြောလို့ရှိချင်တော့လည်းပဲယမယံခါကျတော့အကြောင်းရှာမတွေ့တော့အနုံကော့စ်လို့ပြောကြပြန် ဒီယောဂဘာကြောင့်ဖြစ်မှမသိဘူးအာနုံကောရေပုံရအဖြစ်သားလဲကင်းစာဘာကြောင့်ဖြစ်တယ်လဲတခါတရံကြတော့အာနုံကောပဲဘာကြောင့်ဖြစ်မှမသိဘူးအဲ့ဒါလို့အဖြေမထုတ်နိုင်တဲ့အကြောင်းတရားတွေဆိုရှိလာတယ်ရှိလာတဲ့အခါမှာရုပ်ခန္ဓာကိုယ်ကြီးနေမကောင်းထင်မှသာဖြစ်နေတဲ့အခါမှာနှလုံးသွင်းရမှာကငါဒီရုပ်ခန္ဓာကြီးကတနည်းချက်ပြည့်စုံပါပဲနာကျင်နာစားမစေ ရုပ်ခန္ဓာနာတဲ့နောက်မှာငါစိတ်ကလေးလိုက်ပြီးမနာဘူးအရေးကြီးတယ်။သူ့အတွက်ငါစိတ်ဆင်းအောင်မလုပ်။ဟော။နှုတ်ဆိုရင်ရုပ်ရဲ့နာကျင်မှုဆုံးရှုံးမှုရဲ့နောက်မှာဖြစ်ရနေခြင်းဆိုပြီးတော့စိတ်ပါနာသွားတယ်။ရုပ်အိုရာနဲ့စိတ်ကပါလိုက်အိုရမယ်။ရုပ်ယောဂရတာနဲ့စိတ်ကပဲလိုက်ယောဂရမယ်ဆိုရင်အရှုံးတွေကအရှုံးပဲဖြစ်မှာပဲ။အဲ့တော့အရှုံးတွေကအမျက်ဖြစ်ဖို့ကြတာဘာလို့ အရှုံးတွေကအမျက်ဖြစ်ဖို့ဆိုလို့ရှိရင်ခုပြောရတဲ့ခန္ဓာကိုယ်ကြီးမှာယုတ်တယ်ပျက်စီးခြင်းပျက်စီးပါစေငါစိတ်တက်ကလေးမပျက်စီးဖို့ရည်ကြီးတယ်တရားဓမ္မနဲ့စိတ်တက်ကလေးမပျက်စီးဖို့ရည်ကြီးတယ်စိတ်တက်ပျက်စီးတယ်ဆိုတော့ဘယ်လိုဟာခေါ်တော့လောဘတွေဖြစ်နေရင်စိတ်တက်ပျက်စီးတယ်လို့ခေါ်တယ် ဒေါသတွေဖြစ်စိတ်ဓာတ်ပျက်စီးတယ်လို့ခေါ်တယ်။အမှန်မသိတဲ့မောဟတွေမာမနတွေတစ်ဖက်သားကြည်ပွားတာဥမနာလိုတဲ့အိတ်သားတွေကိုယ်သာကောင်းစားခြင်းနဲ့မစ္စရိယတရားတွေအဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေဖြစ်ပေါ်လာပြီဆိုရင်အဲ့ဒါစိတ်မကြမ်းမှခြင်းဖြစ်ခြင်းပဲ။